အယဝီတိုင်းကမြေကဲမေးရွာလီတွေအားထီတဲ့တာယာကုန်းရွာနာအငင်းပွားစရာကိစ္စတခုပေါ်ပေါက်နေခဲ့တယ်။ရွာရဲ့အနောက်ဘက်မှာရှိတဲ့ရွာစုရွာသားတွေစုပေါင်းပိုက်ဆိုင်တဲ့မြေခွက်လက်ကြီးကိုမြို့ပေါ်ကကုမ္ပဏီတခုကလာပြီးစက်ယုံလာဆောက်ဖို့ဝဲချင်တယ်လို့ကမ်းလန်းလာတာပါ။ဒီကိစ္စအတွက်ရွာဦးဖွန်ကြီးကျောင်းကဇရက်ထင်မှာရွာလုံးကျွတ်အစည်းအဝေးလုပ်ကြတယ်။ရွာသားကြီးနဲ့တကွရွာသူရွာသားအပေါင်းတို့ခင်ဗျာ။ဒါကကျွန်တော်တို့ရွာအတွက်အခွင့်အရေးကောင်းပဲ။ စက်ယုံလာဆောက်ရင်ရွာလူတွေအလောက်ကန်ရမယ်ရွာလန်းတွေရလာမယ်ရွာလဲစင်ပင်လာမှာဒီမြေကွက်လက်ကြီးဒီတိုင်းထားလို့ဘာအကျိုးရှိမှာလဲခိတ်နဲ့အညီတွေးတက်မြင်တဲ့မှာတိုးတက်မှာပေါ့သူ့ရဲ့စကားလုံးတွေကယုံကြည်မှုအပြည့်နဲ့ဟိန်ထွက်နေတယ်သူ့ရဲ့စကားပြောဟန်ပန်နဲ့တိုးတက်ရေးဆိုတဲ့ခေါင်းစဉ်အောက်မှာရွာသားအတော်များများကခေါင်းတညိမ့်ညိမ့်နဲ့တငေါတူလာကြတယ်ကဲအဘဦးထုံးငင်ကရောဘာမှဝင်မပြောတော့ဘူးလားကျွန်တော်တို့ရွာတိုးတက်မှာကိုသဘောမတူလို့လားကုမ္ပဏီကကိုစားလဲမင်းကိုမေးပါရစေ ဒီစာချုပ်ထဲမှာစက်ယုံစောက်မယ်လို့ပဲရေးထားပြီးဘာစက်ယုံမျိုးစားလဲဆိုတာတလုံးမှမပါဘူးအဲ့ဒါလေးကိုတိတိကျကျသိခွင့်ရှိမလားခင်ဗျာအဲအဲ့ဒါကတော့အထယ်ချုပ်လုပ်ငန်းတကောမျိုးပါပဲ ဒါပေမဲ့ဒီဆရွက်ထဲမှာပါတဲ့ဆက်ပစ္စည်းတွေရတော့ဒါဟာဘက်ထရီအဟောင်းတွေပြန်လဲတန့်စင်တဲ့ဆက်ယုံမှာတုံးတဲ့ပစ္စည်းတွေနဲ့သွားတူနေတယ်။အဲ့ဒီဆက်ယုံကထွက်တဲ့အစိတ်အသင့်ကြီးတွေမြစ်တဲရောက်ရင်ကျွန်တော်တို့ရွာကတောင်သူတွေရေလုတ်သားတွေအားလုံးဒုက္ခရောက်ကုန်ကြမှာ။ကျွန်တော်တို့ရဲ့မြေယာရေကြုံငါတည်ရစာတွေအားလုံးပြက်စည်းကုန်ပါပဲ။အဲ့ဒီနေ့မှာရွာသားတွေအားလုံးတင်ကန်းစာတစ်ခါကိုကောင်းကောင်းနားလည်လိုက်ကြတယ် ပညာစွမ်းရစကားကိုပလွားပလွားပြောတတ်တာကြီးပဲမဟုတ်ဘူးလူတွေရဲ့စိတ်လှုပ်ရှားမှုတွေမြင့်တက်နေခြင်းအရေးကြီးတဲ့ဆုံးဖြတ်ချက်တွေခြားရမဲ့အချိန်မှာစိတ်ကိုတည်ငြိမ်အောင်ထားပြီးဘယ်အချိန်မှတိတ်တိတ်နေပြီးအခြေအနေကိုအကဲခတ်ရမလဲဘယ်အချိန်မှအချက်ကျတဲ့စကားသခွန်းကိုပြောရမလဲဆိုတာသိနေခြင်းကလည်းတကယ်ပညာစစ်ဖြစ်တယ်ဆိုတာပါပဲ။